တချိန်ကမြန်မာရုပ်ရှင်ဗီဒီယိုဖန်သားပြင်ပေါ်မှာလူစုဓမြလူတက်ကောင်မူရီဂိုင်းစတာနဲ့အမျိုးသမီးတွေကိုအတ္တမကျင့်သူအဖြစ်ပြ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 တရုတ်ဆောင်ခဲ့သူဇက်ရုပ်ပြပြလွန်းလို့အပြင်မှာတွေ့ရင်တော့သူ့ကိုကြောက်ရွံ့ဖွယ်လူစိုးကြီးအဖြစ်လူတို့ချို့ကဆက်ဆံနာတွေခံခဲ့ရသူ နှစ်ပေါင်း20ကျော်ရိုက်ကွင်းပေါ်မှာ fighting အသက်ပုတ်တွင်နဲ့ကြံကြံရံရံတရုတ်ဆောင်ရင်ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့်အရင်လိုဇက်ကားတွေမရိုက်နိုင်တော့ဘဲရန်ကုန်တိုင်းထောက်ကျက်မြို့ကရက်ကွက်တစ်ခုမှာသုံးမင်းဆိုင်ငယ်တစ်စီးနဲ့ရေတံဘူးပို့ရင်ဘဝကိုရုန်းကန်နေရသူသူကတော့လူချမ်းမင်းသားကြီးဦးမင်းစိန်ပါကားရဲ့ရှိရမန်ရံကားရဲ့ကတလနေလို့တခါမရှိတော့တော့ဆိုတော့ဦးလေးကဟိုသုံးမင်းဆန်ကလေးနဲ့ရေတံမှုပို့တယ်ရောက်တော့ထမ်းပါ အဲ့ဒါလေးနဲ့ရားသလောက်စားပေါ့မိသားစုဝိုင်းရင်းကိုဖြည့်ရှင်းနေရပြီမယ်ဝါသနာအရတခါတည်းလူချမ်းနေရကတေးဥဆောင်မှုကန်လန်းလာခဲ့ရင်ရိုက်ကူးနေရသေးတယ်လို့ဦးမင်းစိန်ကပြောပါတယ်အင်္ဂလိပ်လူထန်ထန်ဒီ fighting ထားမဲ့ဟာမျိုးကြမ်းရှောင်းတော့ပေါ့ဦးမင်းစိန်6ရက်အောက်ပိုင်းနေသိပ်မကောင်းတော့ဘူး6ရက်တည်းနာတော့ပေါ့နော်ဒဏ်နေပါဖြစ်တယ်ဆိုတော့အဲ့လိုနည်းနည်းထိုင်ပြီးစကားပြောလို့ရတဲ့ဟာတို့တခြားအမိန်ပေးလို့ရတာလူစိုးဆရာကြီးပေါ့အဲ့လိုဟာမျိုးတော့ပဲရိုက်ဖြစ်တယ် တစ်ချိန်ကနာမည်ကြီးခဲ့တဲ့တောက်လဝါနဲ့စိုင်းဗီလာဇက်ကားကဇက်ဝင်ကန်းတနေရာမှာသူတန်ရာအကြီးကျယ်ရခဲ့ပြီးမြဲအဲ့ဒီအချိန်တုန်းကနစ်နာချင်းငွေဂယုနာချင်းငွေလုံးဝမရခဲ့တဲ့အတွက်လူချမ်းကြီးတယောက်မျက်ရည်ကျခဲ့ရဘူးပါတယ်အဲ့ဒီတော့ကတော်တော်ဆိုးတယ်ကွာအဲ့ဆိုအမင်းဆိုင်ကစာပေကျုလို့ကဟွာပေါ့ကျောက်လဝါမှာပဲထွန်းထွန်းနိုင်နဲ့ရန်လင်းနဲ့အစားအမင်းဆိုင်နဲ့ကိုကျော်မင်းနဲ့နှစ်ယောက်ဒိုင်မင်ထိုးတာကြာတော့ဒူးလဲသွားပြီးတော့ အနေပေါ့၃လလောက်နာဒါမင်းပုံးတဲ့လူနဲ့မှအဲ့တော့ချရပဲရအ၃လလောက်နာဘာမှဟောဂယူနာကြီးတို့နင်းနာကြီးတို့ဘာမှမရငါတို့လှုပ်စားလို့မရဘူးတော့မြဲတောင်ကြာအဲ့တော့လက်ရှိချိန်မှာတော့ရုပ်ရှင်ရိုက်ကူးရင်ရခဲ့တဲ့ဒဏ်ရာတွေအဖြစ်ဘဲဘက်ဒူးစစ်ပြုတ်ထွက်သွားတဲ့ဒဏ်ရာမြင်းမော်ကပြုတ်ကြလို့ရခဲ့တဲ့ခါနောက်ကျော်ယူဒဏ်ရာ မင်းသားနေရာလူစားထိုးပြီးဂျွန်းထိုးတဲ့အခန်းကြောင့်ရရှိတဲ့ဒဏ်တွေကိုသူခံစားနေရစေပါ လူချင်းသရုပ်ဆောင်လို့ဟာအန်ရဲ့အလွန်များပေမဲ့ရိုက်ကွင်းပေါ်မှာထိကြိုက်တန်ရာရခဲ့ရင်တာဝန်ယူမဲ့သူမရှိသူ့အတွက်အာမခံချက်မရှိဘူးလို့ဦးမဲစင်ကဆိုပါတယ်အာမခံချက်မရှိဘူးဘယ်သူမှလည်းလက်မှတ်ထိုးပေးထားတာမရှိဘူးဟလာတည်သွားရင်ဘယ်လောက်တို့နိုင်ဘယ်လောက်တို့မရှိဘူးလေဟောဘောဟောဘောဒီထုံးလို့တဲ့သူဘောမင်းသားမင်းသမီးကစိန်နာရှိစေတနာရှိသလောက် ေးတာကိုရဒီဒီသဘောပဲပေါ့ဒီနေ့ခေတ်မြန်မာရုပ်ရှင်ဗီဒီယိုလောကမှာဥမင်းစိန်လိုပဲရိုက်သွင်းကဒဏ်ရာဒဏ်ချက်တွေနဲ့တရုတ်ဆောင်လောကကနေအနားယူပြီးအပြင်မှာကြုံရကြပန်းလောက်ကန်စားနေရတဲ့လူချမ်းတွေတရားဝင်ကျင်ရှိတယ်လို့သိရပါဗျ။ခန်းသားပြင်ပေါ်မှာအထူးအကျိတ်တပ်ပုတ်တွေနဲ့ရင်းနှီးပိဆက်ခဲ့တဲ့ကိုလူချမ်းတို့အမှုပညာရှင်တွေအတွက်လုပ်ငန်းခွင်အာမခံချက်ရဖို့နဲ့ဘဝရည်တည်ဖို့အခွင့်အလမ်းတွေလိုအပ်နေသေးတာအသေချာပါပဲ။ကျွန်တော်တောင်းလူပါ။